ကျွန်မရဲ့ပြည်သက်ကြီးကိုကျွန်မအခုပြပြချင်တဲ့အကြောင်းအရာကတော့ဒီပို့ဆောင်မှငယုတ်တိမုံအပါအဝင်မြန်မာနိုင်ငံငယုတ်တိမုံဒီအားလုံးကိုလန်ဒန်တပ်ခွဲကမှစမ်းသပ်ကြည့်ရတဲ့အခါမှာဒီငယုတ်တိအားလုံးမှာပေါ့နော်ငယုတ်တိမုံမဟုတ်တဲ့အမုံဒီ60ရာခိုင်နှုန်းခန့်ပါဝင်နေပြီးတော့အသေးကန်စာဖြစ်နိုင်တဲ့ဒီအဖာတော့စင်မှုတွေပြည့်နေတယ်လို့သိရပါဗျ။အဲတတိထားပြီးစားသုံးမှုအတွက်ကိုဒီဗီဒီယိုလေးနဲ့လာပြီးတော့ပြောပြပေးတာပါ။ကျွန်မဟို ီပေါ့နော်ဒီလာထဲမှာပဲကျွန်မတင်ထားပေးဘူးတာတခုရှိရယ်ဒီငရုတ်တီးကိုအတုလောက်တာပေါ့နော်ဒီငရုတ်တီးမုံအတုကိုဘယ်လိုမျိုးလောက်လဲဆိုပြီးတော့တင်ထားပေးရဗီဒီယိုရှိရယ်အဲ့ဒီဟာလည်းပြန်ကြည့်ကြည့်လို့ရပါတယ်ဘယ်လိုလောက်လဲဆိုတာသိချင်တဲ့လူတွေပေါ့နော် ဆိုတော့မယုံသီးမှုန့်လုပ်တဲ့ process တစ်ခုလုံးကိုမြင်နေဆိုရင်တော့ပို့ပြီးတော့နားလည်ပါလိမ့်မယ်။ကျမတို့တွေငရုတ်ပင်ကဆွတ်လာတဲ့ငရုတ်သီးတွေကိုငရုတ်ဝယ်လက်ဒိုင်နီစီမှာသွင်းလိုက်ပါတယ်။အဲ့ဒီငရုတ်တွေကိုရေနွေးဖြောပါတယ်။ပြီးရင်နေလမ်းပါတယ်။ဒီလိုနီးရတဘာဝအတိုင်းနေရောက်မှာလမ်းနဲ့နေတဲ့အပုပ်သက်တာပြီးတော့မြ мян ခြောက်လို့လည်းဖြစ်ပါတယ်။ဆိုတော့ငရုတ်ခြောက်တွေကိုပို့ဖို့အတွက်အိတ်တွေထည့်တယ်ပေါ့နော်။ငရုတ်အဲနေလမ်းပြီးရင်ငရုတ်ခြောက်တွေကိုတကယ်ကိုအိတ်ပါလေးတွေပေါ့။ဆိုတော့ငရုတ်ကို ဲ့ဒီအတိုင်းအိတ်သေးကိုထက်ပို့လို့ရှိရင်အညာကျွတ်မယ်၊ကွဲထွက်ကုန်မယ်၊အစီထွက်ကြကုန်မယ်ပေါ့နော်။အယုတ်ချောက်ရဲ့အလေးချိန်ကလည်းအသားထက်အစီနဲ့အညာပေါ်မှာမူတည်နေရမလို့ပါဒီငယုတ်သီးရဲ့အသားထက်သူ့ရဲ့အစီနဲ့အညာပေါ်မှာမူတည်နေရပေါ့နော်။အချောက်ကကြတော့အရန်ကျွတ်သွားတယ်လေ။ဆိုတော့အဲ့ဒီငယုတ်အိတ်ကိုရေဖြန်းရပါတယ်။ဘာလို့လဲဆိုတော့ဒီအရန်ချောက်ပြီးတော့ ကျွနေတဲ့အတွက်ကြောင့်ပဲပေါ့နော်ရေဖြန်းနေအတိမကွဲစီဘူးလဲပါတယ်ပေါ့နော်အတိမကွဲပဲနေအစိမထွက်ပဲနေပြားသွားတဲ့အခါမှာတဲရတာထက်ရတာလဲပို့ပြီးတော့အဆင်ပြေတယ်အလေးချိန်လဲပူတိုးတဲ့အတွက်ကြောင့်ပေါ့နော် ပြဿနာအဲ့ဒီကစတာပါဘာလို့လဲဆိုတော့ရာသီဥတုကပူလိုက်အေးလိုက်အိုက်လိုက်ဆူဆွတ်လိုက်အဲ့လိုဖြစ်နေတဲ့အချိန်မှာမှုရီပွားဖို့အတွက်ဗက်တီးရီးယားတွေကိုလက်ရက်ခေါ်နေတယ်လို့မျိုးပဲဖြစ်ပါတယ် ဆိုတော့အစိတ်ထုတ်တဲ့မှုတွေပွားပြီးတော့အဲ့ဒီအချိန်မှာအစိတ်တရားငရုတ်မှာကတ်ကြိုင်နေတာပဲဖြစ်ပါတယ်။နောက်ကျမတို့ဖုံနဲ့တခြားအညစ်အကြေးတွေကိုလည်းပါတယ်ပေါ့နော်။အဲ့ဒါတွေပါထပ်ပြီးတော့ပေါင်းလိုက်တဲ့အခါမှာပိုဆိုးသွားတာပေါ့လေ။အဲ့လိုမျိုးငရုတ်ကိုအဲကိုကကြိုက်တယ်လို့မျိုးအချောက်လှမ်းလှမ်းကြိတ်ကြိတ်ကြောကြောလောလောကြိုက်ရလောက်ပါ။အဲအစိတ်ကတော့မှုထဲမှာပါနေပြီးသားဖြစ်သွားတယ်ပေါ့နော်။အစိတ်ကဓာတ်မပြေတော့ပါဘူး။ အဲဒီအစိတ်တည်းများလာတဲ့အခါမှာဆုလာတဲ့အခါမှာခန္ဓာကိုယ်ကစားမိလိုက်တဲ့အခါမှာအသေးဟာပြက်တနာတက်တော်တာပါပဲကျမတို့ပြောနေကြဘီပိုစီပိုအခန့်ရှိရဲ့လူတွေကတော့ပို့ပြီးတော့ဆိုပါတယ်အဲမိန်းကလေးတော်တော်များများဟာအဆက်ကြိုက်တယ်နောက်လမ်းမေးစားစာတွေကြိုက်တယ်အဲ့ဒီအချိန်မှာလမ်းမေးစားစာတွေမှာလည်းဘီပိုစီပိုတွေဟာကုနေပြီးသားဆိုတော့ကိုယ်ကကိုယ်ခန္ဓာကိုယ်ထဲမှာဒီဟာတွေမရှိရှိတာမသိဘဲနဲ့ပေါ့အဆက်တီပူစားရဲဆိုလို့ရှိရင်ဒီယောဂအခန့်ရှိရဲ့လူတွေကပို့ပြီးတော့ဆိုပါတယ် ဒီဖြစ်စဉ်တစ်ခုလုံးကိုကိုကနားလည်သွားပြီဆိုလို့ရှိရင်တော့အာဒီပေါ့နော်အဲပြောရမယ်ဆိုရင်အဆက်စားတာကိုရှော့ဖို့အရေးကြီးပါတယ်။နောက်ကိုကိုတိုင်းပေါ့ငရုတ်ဒီအချောက်ကိုဝယ်ဝယ်ပြီးတော့ကိုဘာသာကိုထောင်းပြီးတော့ကိုစားနိုင်တဲ့လောက်ပဲအဲထည့်စားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။ငရုတ်ဒီအချောက်မှမဟုတ်ဘူးပေါ့နော်ကျမတို့အရာတင်မှုတ်တွေလည်းအတူတူပါပဲ။ ဆိုတော့တကယ်ပေါ့နော်ဒီကျမတို့မြန်မာပြည်သူပြည်သားတွေကအဆက်မဆိုင်မနေနိုင်တဲ့သူတွေဖြစ်ပါတယ်အဆက်ကိုစားမှသာဒီငရုတ်သီးကိုစားမှသာပေါ့နော်နေတာထိုင်တာရှိရဲဆိုတော့ငရုတ်သီးအချောက်ကိုဒီလိုမျိုးအာစားမဲ့အစားပေါ့ငရုတ်သီးအစိမ်းကိုချက်ပြီးတော့စားတာမျိုးနောက်မီးဖုတ်ပြီးတော့ထောင်းတာမျိုးပေါ့နော်အဲ့လိုမျိုးလောက်တာပို့ပြီးတော့ကျမကြီးကိုဟို အရန်မဆိုးရွားစီဘူးပေါ့နော်အဲ့တော့ငရုတ်သီးအချောက်တွေကိုကြိုက်တယ်ငရုတ်သီးတွေကိုအရန်စားတဲ့သူတွေအတွက်ကတော့ကို့ဘာသာကိုခုနပြောသလိုမျိုးအချောက်ခံပြီးတော့ငရုတ်စုံမှာထည့်ထားအဲ့ဒါပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲကျမဒီဟာလေးကိုကျမရဲ့ပရိသတ်တွေအတွက်ပေါ့နော်ကျမကြီးအကြောင်းအရာတွေလည်းမတင်မိရ ကြပြီးနောက်သတင်းတစ်ခုလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမရင်းနဲ့ပတ်သက်တဲ့သတင်းလေးတစ်ပုဒ်ကိုလာတင်ပေးရမယ်ဖြစ်ပါတယ်။ကျမရဲ့ပရိသတ်တွေမှာငရုတ်တီကြိုက်တဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းအဲကျမပြောတဲ့အတိုင်းပေါ့နော်။စားပါအဲတခြားအပြင်ကဝယ်စားတဲ့ဟာတွေကအခုချိန်မှာပို့ပြီးတော့ဆိုးရွားလာတယ်ပေါ့လေဒီခေတ်အချိန်အခါကြောင့်လည်းပါမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ငငယ်တုန်းကတော့အဲ့လောက်တော့မဟုတ်သေးဘူး။တဖြည်းဖြည်းနဲ့လူတွေကအတုတီထွင်ရတာတွေကြိုက်လာတဲ့အခါမှာ ီလိုမျိုးမလိုလားအပ်တဲ့ယောဂတွေကခန္ဓာကိုယ်အတွက်ပို့ပြီးတော့ဆိုးကျိုးများစေလို့ဖြစ်ပါတယ်ရှင်အားလုံးပဲအဲကျန်းမာရေးကိုယူဆိုင်ကြဖို့မှာကျင်ပါတယ်